်သင်တို့အားလုံးသည်အောက်ဆီဂျင်နှင့်ကာဗွန်ဒိုင်အောက်ဆိုက်အကြောင်းကြားဖူးကြပါသည်အောက်ဆီဂျင်သည်ကျွန်ုပ်တို့ရှူသွင်းသောအရာဖြစ်ပြီးကာဗွန်ဒိုင်အောက်ဆိုက်သည်ကျွန်ုပ်တို့ရှူထွက်သောအရာဖြစ်သည်သို့တော်လည်းကာဗွန်မိုနိုအောက်ဆိုက်ဟုခေါ်သောအရေးကြီးသောတန်ငွေတစ်မျိုးလည်းရှိပါသည်ယင်းသည်ကျွန်ုပ်တို့ကိုဝန်းရံနေသောလေထုတွင်အချို့သောအခြေအနေများတွင်လည်းရှိပါသည်တင်တော်တော်ကယူဆိုင်မှုမပြုပါကဤတန်းငွေသည်အလွန်များပြားစွာရှိနေပြီးကျွန်ုပ်တို့၏စနစ်များကိုပိတ်ဆို့နိုင်ပြီးအနေရရှိသောရလဒ်များဖြစ်ပေါ်စေနိုင်ပါသည်ကာဗွန်မိုနိုအောက်ဆိုက်သည်အနက်မရှိသောတန်းငွေတစ်မျိုးဖြစ်ပြီးအနက်မရှိပါ ခင်းကိုသင်ခန်းစားလည်းမရနိုင်ပါခင်းသည်တင်မတိပဲပြင်ပဝင်းကျင်တွင်ရှိနိုင်ပါသည်ကာဗွန်မိုနိုအောက်ဆိုက်အစိတ်တင်မှုသည်လေဝင်လေထွက်မကောင်းသောပိတ်မိသောလေထုတွင်လောင်စာသို့မဟုတ်သစ်သာသို့မဟုတ်မီးသွေးကိုမီးရှို့နေစဉ်ဖြစ်ပေါ်နိုင်ပါသည်လူများသည်မိမိတို့၏ကားတွင်ပိတ်မိသောဂိုဒေါင်တွင်ရှိနေစဉ်တေဆုံးကြောင်းသတင်းများကိုကြားပူးကြပါသည်ထို့ကြောင့်ထိုအခြေအနေများတွင်ကာဗွန်မိုနိုအောက်ဆိုက်နှင့်ကာဗွန်ဒိုင်အောက်ဆိုက်အစိတ်တင်မှုဖြစ်နိုင်ပါသည်သို့သောကာဗွန်မိုနိုအောက်ဆိုက်ကိုလွယ်ကူစွာရှာဖွေရန်မလွယ်ကူပါ ယောဂလက္ခဏာများသည့်အစပိုင်းတွင်အလွန်ရိုးရှင်းပါသည်ဥပမာတင်းသည့်မီးလောင်နေသောတင်းငယ်သောပိတ်မိသောအခန်းတွင်ရှိနေပြီးခေါင်းကိုက်ခြင်းအနှဲငယ်မူးဝေခြင်းစိုးရိမ်ပူပန်မှုအခြေအနေများနှလုံးခုန်ရန်ခြင်းအသက်ရှူမဝခြင်းစသည်တို့ကိုခံစားရပါကကာဗွန်မိုနိုအောက်ဆိုက်အစိတ်တင်းမှု၏အစပိုင်းလက္ခဏာများဖြစ်နိုင်ပါသည်တရေကြီးစွာဖြင့်ယောဂလက္ခဏာများသည့်အလွန်ညံ့ညံ့ဆက်ဆံတိုးတက်နိုင်ပါသည်တင်းတွေးခွင့်မရနိုင်ပေရုတ်တရက်မူးဝေမှုကိုခံစားရနိုင်ပါသည် တင်းတယောက်တည်းဖြစ်ပါကယုတ်တရက်မူဝေပြီးလဲကျနိုင်ပါသည်ကာဗွန်မိုနိုအောက်ဆိုက်အစိတ်တင်မှုကိုကုတခြင်းမရှိပါကအလွန်ငယ်ငယ်ဆက်ဆံဖြစ်ပေါ်နိုင်သောကြောင့်တည်ဆုံးမှုကိုဖြစ်စေနိုင်ပါသည်